ကိုယ့်ရဲ့ခန္ဓာကိုယ်အားတာချက်ကိုသုံးပြီးတော့ဘောလုံးကစားတာကလည်းလိုအပ်တဲ့ skill တစ်ခုလားကစားတဲ့နေရာမှာရောတကယ်ရောအရေးကြီးလားဆိုတာကိုဒီဗီဒီယိုထဲမှာပြောပြသွားမှာပါတချို့ညီလေးတွေရှိတယ်ဘောလုံးကိုကန်တက်တယ် skill လည်းကောင်းတယ်ဒါပေမဲ့ body ခုတာကာတာတွန်းတာတွေမလုပ်တတ်လို့ကိုယ့်စီရဘောလုံးကိုဆုံးရှုံးမှုကြမယ်ထင်ပါတယ်အဲ့လိုတွေဆက်မဖြစ်အောင်လို့ကျွန်တော်တိထားသလောက်ကိုယ့်ရဲ့ body ကိုဘယ်လိုသုံးပြီးတော့ကစားရမလဲဆိုတာလေးတွေကို ြောပြပြီးမှာပါပထမတစ်ခုက body tone တာဘောလုံးရှင်လူတာဖြစ်ဖြစ်ဘောလုံးဖြတ်ထုတ်တာဖြစ်ဖြစ် မကြာခဏလှုပ်ရတဲ့အရာဖြစ်တယ် body တိုက်တဲ့အခါကိုယ့်ရဲ့ပခုံးအောက်ကိုတုံးပြီးတော့ side to side body ရှင်တိုက်ရတာပါအနောက်ကနေတွန်းလိုက်ရင်တော့ foul ဖြစ်ပါတယ်လက်လင်လည်းသွားတွန်းလို့မရပါဘူးဒီနေရာမှာတစ်ဖက်လူကခန္ဓာကိုယ်သေးနေဆိုပြီးတော့ short တွက်လို့မရပါဘူးတစ်ဖက်ကပြိုင်ဘက်ကအားကိုတခြားတုံးပြီးတော့ body တိုက်တက်တယ်ဆိုရင် ဘောလုံးကကိုယ်ကဆုံးရှုံးသွားမှာပါအားကိုဘယ်လိုတုံးလဲဆိုတော့ကိုယ့်ရဲ့လက်မောင်းအားနဲ့ခန္ဓာကိုယ် body အားကိုပေါင်းပြီးတိုက်တော့မယ်ဆိုတော့မှညှစ်ပြီးတော့တွန်းလိုက်ရတာပါပခုံးကြီးရှင်တိုက်တယ်ဆိုပေမဲ့လည်းကိုယ့်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကြက်သားတွေကလည်းတန်မာမှုရှိနေဘူးလို့ပါတယ်နောက်တစ်ခုကတော့ body ကာပြီးတော့ကစားတာဖြစ်ပါတယ်အဓိကဘောလုံး လက်ခံတဲ့အခါတွေမှာအတွေ့ရများတတ်ပါတယ် အဲတာမန်ချိန်တွေလိုမျိုး easy ထိန်းနေလို့မရဘူးအထူးသဖြင့်ပြိုင်ပွဲတွေမှာဆိုရင်တစ်ဖက်လူကကိုယ့်စီဘောလုံးပေးပြီဆိုတာနဲ့အတင်းဝင်လူမှာအဲ့ဒီတော့ကိုယ့်ဘက်ကလည်းအလွယ်ဘောလုံးဝင်လူလို့မရအောင်လို့ဘလို့ဘောလုံးကိုကာပြီးတော့လက်ခံတင်နေလှည့်ထွက်တင်နေဆိုတာကိုလည်းသိထားတင်နေဘောလုံးကိုကာပြီးတော့ဘလို့ထိန်းမလဲတစ်ဖက်ကလူကက်ကစားနေရင်ဘောလုံးထိန်းတော့မယ်ဆိုရင်ဘောလုံးမထိန်းခင်နေရကိုယ့်ခန္ဓာကိုအနေထားဟူတစောင်းအနေထားနဲ့ပြိုင်ဘက်ကိုကာထားတင်နေဒါမှမဟုတ်လေကိုယ့်ဘောလုံးနဲ့ဘယ်ဘက်ကို လဲထွက်မလဲဆိုတာကိုကြိုပြီးတော့စဉ်းစားထားတဲ့ ਨੇ ဒီလိုကာထားခြင်းအပြင်ကိုစီရဘောလုံးလဲအလွဲတကူမဆုံးရှုံးသလိုလက်နဲ့တွန်းထားတာလည်းဖောင်းမဖြစ်ပါဘူးနောက်ဆုံးတစ်ခုကတော့ပေါင်ကိုထက်ပြီးတော့ဘော်ဒီခုတာပါကျောဒါကိုညစ်ပြီးတော့ဘောလုံးကစားတယ်လို့ပြောပါတယ်ဒါပေမဲ့လည်းဒါကကဘာကျော်တွေကိုယ်တိုင်လည်းဒီလိုမျိုးတွေတုံးကြတယ်ပြီးတော့ဟောဘောင်တွင်းကနေပြီးတော့ကိုကပပနဲ့နဲ့ဘောလုံးကိုလူယူတဲ့နီးတစ်ခုဖြစ်ပါတယ် ဘယ်လိုလဲဆိုတော့ရှင်ပြင်းနေတလန့်နဲ့ကိုယ့်ရဲ့ပေါင်ကပြိုင်ဘက်ရဲ့ပေါင်ကိုထပ်ပြီးတော့ပြေးလန်းကိုပိတ်လိုက်တဲ့သဘောမျိုးပါဒါကလည်းဘောလုံးရှင်လူတဲ့နေရာမှာတကယ်အသုံးဝင်တဲ့နီလန်းတစ်ခုဖြစ်ပါတယ်တတိထားရမယ့်အချက်လေးတွေကိုပြောပါဆိုရင်တော့လေထဲမှာရှိတဲ့ဘောလုံးကိုရှင်လူတဲ့အခါမျိုးရှင်တိုက်တဲ့အခါမျိုးမှာဆိုရင်တော့တိုင်မင်နဲ့ဒီတိုက်မဲ့လူရဲ့အားကိုတတိထားပါမယ် ပြိုင်ဘက်ကကိုထက်တီးတတာကြီးနေတာမျိုးအားပိုရှိနေတာမျိုးဆိုရင်လီထဲမှာရှိတဲ့ဘောလုံးတွေကိုတော့ရှင်မတိုက်သင့်ပါဘူးအခက်မသိရင်မလိုလားအပ်တဲ့ injury ကြီးကြီးမားမားတွေရတတ်ပါတယ်ဘလိုပဲဖြစ်ဖြစ်ဘောလုံးကစားနည်းက အခြားကစားနည်းတွေလိုစီးချပြီးတော့ကစားတာမဟုတ်တဲ့အတွက်ထိခိုက်မိဖို့ပိုလွယ်ပါတယ် body tone တွေ body color တွေ body ခုရာတွေကိုကကျွမ်းကျင်စွာတတ်ထားမယ်ဆိုရင်အထိုက်လျောက်တော့ injury ရဖို့ကာကွယ်နိုင်မယ်လို့ထင်ပါတယ်ဒီလောက်ဆိုရင် ဘောရီဘလို့ခုရမယ်ဘောရီဘလို့တိုက်ရမယ်ဆိုတာကိုလာမိထားတဲ့ညီလေးတွေလည်းနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကို YouTube မှာလည်းလာပြီးတော့ကြည့်လို့ရပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးအများကြီးတင်ပါတယ်